ဒီနေ့လာနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ21ရက်နေ့အတောအတွင်းမှာအရေးပါတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုတွေကိုဖန်တီးနိုင်တဲ့ဥတီချက်စစ်နေတဲ့လောက်ကံပြီးတော့လှုပ်တဲ့ကိစ္စတွေကနေကောင်းသောအကျိုးဆက်တွေကိုရရှိမယ်လူရောလို့ဆင်မုတ်တဲ့နီးစနစ်တွေကိုသုံးချပြီးတော့ဘဝတိုးတက်မှုကိုရမယ်တခါမှလောက်ကံမှုခြင်းမရှိတဲ့လှုပ်စည်းဝတ်တွေကိုလည်းလောက်ကံအောင်မြင်နိုင်တယ် နေအိန္ဒိယပြုပြင်ခြင်းပြောင်းလဲခြင်းဆောင်ရွက်မှုတွေရဲ့နှစ်သာရကိုရရှိမယ်။ရည်မှန်းချက်စစ်တွေကိုလက်တွေ့ကောင်းထည့်ပေါ်ပြီးဘဝတိုးတက်မှုရဲ့နှစ်သာရကိုကြုံတွေ့ရနိုင်မယ်။ချက်ချင်းဆုံးဖြတ်ပြီးရှင်းထုတ်လုပ်ကန့်ခြင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးကိုရမယ်။ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ ဒါကြောင့်စာစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းသင်ပြပါတယ်။စငါရဲ့နေ့ဟာမတော်တဆထိခိုက်မှန်နေကိုထူးပြုတ်ပြီးဂယုဆက်ရတဲ့နေ့ဖြစ်တယ်။အဲ့ဒီမှာအနောက်ရောက်ကုန်ဒီသွားစရာနေရှိတတ်တယ်။နေ့တနင်္ဂနွေနေ့ညနေ3နာရီတွင်အသွားလာဂယုဆက်ရမယ်ငဘောရက်ဖြစ်တယ်။16ရက်နေ့မှာတော့လုံးစုံဆင်ပြေခြင်းကံကောင်းခြင်းနဲ့လိုရာပြည့်စုံခြင်းကိုရှိလိမ့်မယ်။ ငွေကြေးကဏ္ဍလုပ်ငန်းကဏ္ဍထူးထွတ်တဲ့လိမ့်မယ်၁၈ရက်နေ့မှာငွေကြေးလက်ပွင့်ခြင်းလိုရာပြည့်စုံခြင်းစီးပွားကောင်းခြင်းကိုကြုံမယ်၁၈ရက်နေ့မှာရှင်ပြိုင်မှုမှန်သမျှအောင်မြင်ပြီးတော့ဘဝထွတ်တဲ့ပြီးငွေကြေးကဘဝတက်လန်းအောင်မြင်မှုလမ်းကြောင်းတွေရရှိသွားမယ်၁၉ရက်နေ့မှာလူယုံထားလို့မရဘူးသူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးခြင်းချက်ကြခြင်းတွေကြုံမယ်၂၀ရက်နေ့ကတော့အလုံးစုံကောင်းခြင်းနဲ့လိုရာပြည့်စုံခြင်းဘဝထွတ်တဲ့ခြင်းတို့ကိုကြုံတွေ့နိုင်တယ် နဆက်တရနေရာနဲ့ငကဘောရက်နဲ့တိုက်ဆိုင်နေအဲ့ဒီမှာတောင်ရက်ကိုတီးသွားစရာနေရှိတတ်တယ်။နေ့၁၂နှစ်နဲ့တန်တိုင်ခွဲတွင်သွာလာနေထိုင်ယူဆက်မယ်သူတပယုံပြီးလွဲပြီးလှုပ်တဲ့လူတွေကိုတော့ရှောင်ရမှာပေါ့။တပတ်တာတွင်ဂျာသာပတိနေဗုဒ္ဓုနေအင်္ဂါနေ့မွေးသူတွေကောက်ကျိုးပေးပြီးတော့တနင်္လာနေ့တောက်ကြနေမွေးသူများကြောင့်စိတ်နောက်ရှက်တွေရှိတတ်တယ်။သုံးခေါ်ငါးကနန်းနေအချိုးပေးတယ်။အပြာရောင်မိခိုးရောင်နုနေရောင်တို့ကိုဝစ်စင်သုံးဆွဲပြီးတော့ ်လှုပ်ချင်းကန်ရင်းနေရာအကျိုးပေးမယ်အဖြူရောင်ပန်းဝင်းတို့ဘုရားကလူပူဇော်ပြီးတော့လူရဆန္ဒပြုပါဆုတောင်းပြခြင်းကံကောင်းခြင်းနဲ့အလိုပြည့်စုံခြင်းတို့ကိုရရှိသွားပါမယ်ကျေးဇူးတင်ပါတယ်